ီအလုပ်ကိစ္စလေးတစ်ခုကြောင်းမလို့ပေါ့နော်အဲဒါပုံမှန်တင်းတင်ဆက်နေတဲ့ဟာမရှိလိုက်ဘူးပေါ့ဗျာအဲဒါဆင်မကြီးနဲ့ဟာကျွန်တော်တို့လွှင့်လိုက်တာရှိတယ်အဲဒါပေမဲ့ပေါ့နော်ဒီဥစ္စာလည်းအရေးကြီးတဲ့ဟာဖြစ်တဲ့တော့ပေါ့နော်ဒေါ်လာရင်းတက်ဖွဲ့ရွတ်လိုအပ်တာဖြစ်လို့ဆင်မကြီးကဒါအပတ်စဉ်ပုံစံမျိုးနဲ့ဒါပြောပြပေးနေတာဝေမျှပေးနေတာဖြစ်တယ်ပေါ့နော်အဲ့တော့အကျိုးလည်းရှိမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီနေ့မှာတော့ဒါကျွန်တော်တို့တက်တက်ခိုင်အကြောင်းလည်းပြောမယ်ပြီးရင်တော်ရင်တပ်ဖွဲ့တွေကဒါရှေ့ရက်မှာပေါ့နော်စစ်ကောင်စီဘက်က drone လူတန်းသွားတာရှိတယ်ပေါ့နော် drone တိမ်းထောင်ကြီးတန်တဲ့ drone ခုလဲဒါတိမ်း မနေဘူးဗျာမနေဘူးဒီလိုဒီလိုမျိုးဒါ drone ပေါ့နော်အဲ့လို drone တစ်ခုကိုရောက်အောင်ပြစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်လည်းရှိသလိုစစ်ကြောင်းကနေပြီးတော့ဒါစစ်ကြောင်းထိုးလာတယ်တိုက်ပွဲဖြစ်တဲ့အချိန်မှာထွက်ပြေးထွက်ပြေးတဲ့အချိန်မှာအဲ့နှစ်ယောက်ကဒါစစ်ကောင်စီစစ်သားနှစ်ယောက်ကသူအရသားဟန်ဆောင်ပြေးဖို့လှုပ်လာအဲ့ပြေးဖို့လှုပ်တဲ့ကောင်လေးနဲ့ဖွက်ထားတဲ့လက်နက်6လက်နဲ့ရခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိတယ်ပြီးတော့မြင်းညာဘက်မှာလည်းပေါ့နော်စစ်ကောင်စီဒါထွက်လာတဲ့စစ်ကြောင်းအများကြီးပဲမဲလေးပွဲစိတ်တွေလိုပဲထွက်လာတာ အဲ့အဖွဲ့တွေကိုဒါ drone နဲ့ပေါ့နော်ဗုဒ္ဓအပတိယကျဲချတာ90ကျော်လား58လုံးတည်းနဲ့ကျဲချပြတာအဲအဲ့လိုမျိုးနဲ့အထိနာသွားတဲ့ဖြစ်စဉ်တွေကိုကျွန်တော်ပြောကြမှာပေါ့နော်ပထမဆုံးတော့ဒါအကျွေးမပေးနိုင်လို့ဒါကိုယ်စလဲလောင်းဖြစ်ကနေပြီးတော့ပယ်ဖြက်ခံရတယ်တသက်ခိုင်အကြောင်းလေးလည်းဒါပြောမှဖြစ်မှာပေါ့နော်တသက်ခိုင်ကအခုဆိုရင်ဒါဒီသူတို့ဘက်ကလည်းကြီးညာလိုက်ပြီပေါ့နော်ဒါစစ်ကောင်စီအောက်ကဒါ UEC ကနေပြီးတော့ကြီးညာလိုက်တယ်ရွေးကောက်ပွဲကော်မရှင်ကနေကြီးညာလိုက်တယ်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှာအကျွေးပေးရန်ရှိတဲ့အတွက်ပေါ့နော်အဲသူကဒီ ဒီလောကဒါကိုစလေလောင်းအဖြစ်ကနေပြီးတော့သူ့ကိုပယ်ဖျက်လိုက်တယ်ဆိုပြီးတော့သူ့အပါဝင်နောက်တဲ့86ရောက်86ရောက်တော့မှဖျက်လိုက်တာပါနော်အဲအဲ့ဒါနဲ့ပတ်သက်လို့ဒါတသက်ခိုင်တို့ဘက်ကတော့ပေါ့နော်ပထမဆုံးသတင်းထွက်ထွက်ချင်းမှာသူကညင်းတယ်အဲ့သတင်းတွေကမဟုတ်ပါဘူးဒါမမှန်ပါဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ညင်းညာရှိတယ်သတင်းမီဒီယာတွေတက်လာတဲ့ချိန်မှာအုံနေပဲပေါ့နော်ဒီဘွားတော်ကိုတည့်ရတဲ့အချိန်မှာဒီလိုသတင်းကိုလည်းစောင့်နေကြတဲ့ပြည်သူတွေကလည်းအများကြီးရောပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူက ပေါ်တင်ကြီးတွေဘုံမခဲ့တာဗျာသိလားတာကူတာကူအဲသူ့ရဲ့ဖြစ်စဉ်တွေကျွန်တော်ပြောပြမှာပေါ့နော်ဒါလိုက်ပြီးစုထားတာရှိတယ်အဲကျတော့အဲဒီဥစ္စာက तू ဘလောက်ထိ तू လုတ်ပေးခဲ့တယ်လဲစစ်ကောင်စီကိုဒါမဲ့ तू နောက်ဆုံးပြန်ရလိုက်တာဘာလဲအဲအဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့ပြောပြမယ်ပေါ့နော်ပြီးတော့ तू ကိုယ်တိုင်ကလည်းဟုတ်တယ်အဲဒီလိုမျိုးဒါအကျွေးမပေးနိုင်လို့ပေါ့နော်ကမ္ဘောဇာကနေပြီးတော့ဒါ ဘီလီယံနဲ့ချီပြီးတော့ချီးထားတဲ့ဟာပေါ့နော်ဘီလီယံတရာကျော်ချီးထားခဲ့တဲ့ဟာကပြန်ပြီးတော့မဆက်နိုင်လို့လုပ်ငန်းကလည်းမပြီးသေးဘူးအဲ့တော့ဒါလုပ်ငန်းတွေပြန်အပ်နိုင်မဲနဲ့ပေါ့နော်ဒါပတ်စံလည်းပြန်မဆက်နိုင်လို့အခုလိုမျိုးဒါသူကဒီဘယ်ဟာနဲ့တညိတာလဲဆိုတော့ဒါပုံမှန်၈ကားကြီး အဲအဲ့ဒါနဲ့တညိတာပေါ့နော်အဲဥစ္စာကပါလဲဆိုတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့ပေါ့နော်ဒါမသိညော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများပါညာဆိုအဲအဲဥစ္စာနဲ့တညိတာအကျွေအကျွေအကျွေနဲ့တညိတာပေါ့နော်အဲ့တော့တသက်ခိုင်ကဘယ်မှာစပြီးတော့လူသိများသူလူသိများကြတဲ့အကြောင်းနေနဲ့ပြောမယ်ဆိုရင်ဒါတသက်ခိုင်ကဒါရွှေနန်းတော်ပိုင်ရှင်နဲ့ဒါပြီးရင်ဒါတိရုပ်ဆောင် trainer ဘိုးရဲ့အမဆိုတဲ့ဂုံပုတ်တွေနဲ့သူကစပြီးတော့ဒါလူသိများတာပေါ့နော်2014ခုနှစ်မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကနေတဆင့်ဒါနိုင်ငံရေးလောကလဲကိုဒါဝင်ရောက်ခဲ့တယ်2015မှာအထွေထွေကြီးကောက်ပွဲမှာဒါတကုံမြို့နယ်ကနေပြီးတော့အနိုင်ရ ပြီးတော့ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ပတ်စံချမ်းသာပြင်မဲ့ပေါ့နော်ဒါသူကအပြင်ဟိုတယ်တွေမှာမတဲပဲနဲ့ပေါ့နော်စီပင်ရိတ်တာမှာပဲအခြားအမတ်တွေနဲ့အတူတဲခုပြခဲ့လို့ပေါ့နော်ဒါအမေစုရဲ့ဒါစကားကိုနားထောင်နေသူဖြစ်ဒါလူလူထောက်ခံမှုသူရခဲ့တယ်ပေါ့နော်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီးတော့စီးပွားရေးခန့်ခွဲမှုစီမံခန့်ခွဲမှုပေါ့နော်အဲ့ဒါနေပတ်သက်လို့ပေါ့နော်ဒါကျွမ်းကျင်တဲ့သူတယောက်ဖြစ်နိုင်တယ်အဲဖြစ်တဲ့အတွက်ပေါ့နော်သူကအုတ်ချွေးကဏ္ဍတွေမှာယာဒူပေးခံရမယ်ဆိုပြီးတော့သူကရေဖန်းစားခဲ့တာသူရဲ့အကြောင်းမသိလို့ဖြစ်မှာပေါ့နော်အဲသူဟန်ပြလုပ်ခဲ့တဲ့ဟာတွေကို သဘောကျပြီးတော့အဲလုံးဝအော်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တယ်ပတ်စံလည်းချမ်းသာတယ်အားပြီးရင်မင်းစုစကားလည်းနားထောင်တယ်အဲလူလူထောက်ခံမှုလည်းရတယ်ဆိုတော့ဒါလုံးဝအုတ်ချွေးရေးပိုင်းနေမှာသူ့ကိုယာရုပိတ်ခံမယ်ဆိုပြီးရေပန်းစားခဲ့တာဟဲ့အခုလိုမျိုးသာတီးခဲ့မယ်ဆိုရင်ဒါမှန်တယ်လို့ပြောမှာမပေးခဲ့တာပေါ့နော်ဘယ်မှာစပြီးတော့ဒါတရုတ်မှန်နေပေါ်တယ်ဆိုတော့ဒါ DVB debate ပေါ့နော်အဲ့မှာအမေစုကိုတကွင်းလုံးပတ်ပြီးကန်နေတယ်ဆိုပြီးတော့သူဝေဖန်ခဲ့တာပေါ့နော်အဲ့လိုဝေဖန်ပြီးသူ့ကိုထောက်ခံမှုတွေကြာဆင်းလာတယ်စပြီးကြာဆင်းလာတယ်ပေါ့နော်အဲ့တော့ ိတဲ့အတိုင်းပဲလူလူကောင်းဆောင်ကိုသွားပြီးတော့သူ့လောက်မှမလုံနိုင်မဲနဲ့ဝေဖန်မှုမစင်းစားနဲ့ပေါ့နော်မစင်းစားနဲ့လူလူကောင်းဆောင်တကွင်းလုံးပတ်ကန်နေရတယ်ဆိုတာသူတကွင်းလုံးကသူ့မှာလုံနိုင်စွမ်းရှိတယ်လို့ပေါ့နော်ပြီးတော့ဒီအဲ့အချိန်တုန်းကလှုပ်ရတဲ့အနေထားကလည်းအရန်ကြက်တဲ့နေထားမျိုးနဲ့သူလှုပ်ဆောင်ခဲ့ရတာအများကြီးရှိရပါတော့။အဲ့တော့သူ့လောက်မှမလှုပ်နိုင်မဲနဲ့သူ့ကိုသွားပြီးတော့ဝေဖန်တာဖြစ်တဲ့အတွက်သူ့ကိုချစ်တဲ့လူတို့ကလုံးဝလက်မခံဘူး။အဲ့တော့ဒီလိုမျိုးပုံစံမျိုးနဲ့ဒါတောက်ခံမှုတွေစပြီးကြာဆင်းလာတယ်ပေါ့နော်။အဲ့တော့ နောက်ပိုင်းမှာဒါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဒါလုတ်ကန်ဆောင်ရွက်မှုတွေကိုသူကလူလူသိရှင်ကြားဝေဖန်တာတွေကြောင့်မလို့ဒါပါတီတွင်ဒါဒီသူ့ရဲ့တာဝန်တွေပါရက်ဆိုင်ခံခဲ့ရတယ်။အဆိုတော့အဲဟုတ်တယ်ဒီလိုမျိုးအဖွဲ့အစည်းတိုင်းကတော့မပြည့်စုံဘူးဒါသိကြတယ်ဒါဒါတကယ်ပဲဒါလက်ရှိအရှိတရားပဲပေါ့နော်အဲ့မဲ့အဲ့လိုမပြည့်စုံတဲ့ဟာတွေကိုထောက်ပြတာတွေဝေဖန်တာတွေအကြံပြုတာတွေဆွေးနွေးတာမျိုးတွေနဲ့ကျွန်တော်တို့ကသွားရအဲ့လိုပဲဒါအချင်းချင်းပေါ့နော်ပြောကြဆိုကြဒါမဟုတ်ဘူးဒါမမှန်ဘူး အဲ့အဲ့လိုမှမဟုတ်လေသူအခုအခုခေတ်ဒါဆိုရှယ်သုံးလို့သူကလောက်တာပေါ့လေနော်အဲလူသိရှင်ညာဒီလိုမျိုးပြောထုတ်ပလိုက်တယ်လက်မကန်ပါညာအဲ့လက်တာပေါ့သိရမလားအမှန်တော့ပြဿနာဖြစ်ရှင်းတဲ့ပုံစံကိုမှန်မှန်ကန်ကန်လောက်ခဲ့မယ်ဆိုရင်ဒီလိုမျိုးဖြစ်ဘူးပေါ့ဗျာဒါပေမဲ့သူကအဲ့လိုပေါ့နော်လူလူသိရှင်ညာပုံစံမျိုးနဲ့သူဝေဖန်တာလေးတိုက်ခိုက်တာလေးစပြီးတော့လှုပ်လာခဲ့တယ်ပေါ့နော်အဲ့တော့2016ခုနှစ်မှာဒါဒေါ်သက်သက်ခိုင်ကဒေါ်သက်သက်ခိုင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ဒါအဆောက်အဦဆိုင်ရာစီးမြင်းတွေကိုလိုက်နာမှုမရှိတဲ့အပြင်ဒါအထက်မြင့်စောက်လို့ရေးလုပ်ငန်းအခု200ကျော်ကိုရပ်ဆိုင်းခဲ့တဲ့ဒါညင်ညာချက်ကိုသူဝေဖန်ခဲ့တယ်ပေါ့နော် အဲ့တော့ကအဲဒီလိုဝေဖန်နေဆိုတဲ့ဟာရဲ့အကြောင်းပြချက်လည်းရှိတယ်အဲ့တော့ပါလဲဆိုတော့တသက်ခိုင်ကိုတိုင်ကဒါဗဟန်းမြို့နယ်ကအထက်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာအတိတ်ကရင်းနှီးမြုပ်နှံသူတအူးဖြစ်နေတာကြောင့်မလို့အခုလိုမျိုးဝေဖန်ပြောဆိုမှုတွေလုပ်ခဲ့တာဆိုပြီးတော့လည်းတချို့ကပြောကြတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းမှာဒါမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ထုတ်ပယ်ခံရပြီးတော့ နောက်ပိုင်းမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့သူထုတ်ခံရတယ်ထုတ်ခံပြီးတဲ့နောက်မှာ2019မှာသူ့လိုပဲထုတ်ခံရတယ်ပေါ့နော်ဒါဥကျော်စေရအပါဝင်လူတချို့နဲ့ဒါသူကအခုလက်ရှိပြည်သူ့ရှေ့ဆောင်ပါတီကိုပြန်ပြီးတော့ဒါတည်ထောင်ခဲ့တယ်ပေါ့ဗျာအဲ့တော့စစ်ဘော်ချုပ်တဲ့အလို့ကြဒါအရင်စစ်အစိုးရနဲ့အခုစစ်အစိုးရဒါတာဝန်ရှိသူတွေမတူညီတဲ့အကြောင်းကိုလည်းသူကပေါ်မတဲ့ဟာပေါ့နော်အဲအဲ့လိုမျိုးမတူညီတဲ့အကြောင်းမြစ်တစ်ခုမှစီးသွားတဲ့ရေတွေနဲ့သူကဥမာပေးခဲ့သေးတယ်အဲဆိုရင်ကျွန်တော်မြစ်ကတော့တူတယ်ပေါ့စီးသွားတဲ့ရေတွေကတော့မတူဘူးပေါ့အဲဒီလိုပဲစီးစင်းနေတာအာက မတူဘူးပြီးရင်ဒါရှေ့ကစိတ်အစိုးရကလူတွေနဲ့အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေကမတူပါဘူးဆိုရင်ပေါ်တင်းအဲ့လိုမျိုးတွေမာခဲ့တာပေါ့နော်သူဘောမာခဲ့တာရှိတယ်ပြီးရင်2020ပြည့်နှစ်ဒါရွေးကောက်ပွဲမှာဒါမရန်ကုန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့မဲဆန္ဒနယ်ရဲ့ပေါ့နော်မဲဆန္ဒနယ်ရဲ့ယာကင်နှုံးအဖြစ်ဆိုရင်9.3 9.3ရာဂိုင်းနှုံးမဲ့ရရှိခဲ့တာကြောင့်မလို့ဒါမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါ်မေဝင်းမြင့်ကိုဒါသူရှုံးနေခဲ့တယ် ဟဲရှုံးနေရဆာရှုံးပြီဟာနော်အဲ့တော့ဒါတက်သက်ခံကဒါလက်လုံးမှာကိုပဲသူကဒါမင်းအောင်လိုင်းကိုမင်းအောင်လိုင်းအလိုကျလောက်ခဲ့တဲ့လောက်ရက်တွေကိစ္စတွေအများကြီးရှိတယ်ဗောနော်ဒါမင်းအောင်လိုင်းအတွက်ဆိုရင်ဒါမင်းအောင်လိုင်းပြောရမယ့်စကားတွေကဆာသူထုတ်ပြောလာရရှိတယ်အတူကိုမသိရင်မင်းအောင်လိုင်းကငါအစားပြောပေးစမ်းမှာဆိုပြီးတော့ပြောခိုင်းနေတဲ့အတိုင်းလိုတော့ဒါယူဆလို့ရ အာသူပြောတဲ့ဟာဆိုအများကြီးအဲ့ဒါမေဆုနဲ့ဒါလောလောလတ်လတ်ဖြစ်သွားတဲ့မေဆုနဲ့သမ္မတကြီးဦးဝင်းမြင့်ကိစ္စဆိုလဲအဲ့လိုပဲပေါ့နော်ဒါမေဆုနဲ့သမ္မတကြီးဦးဝင်းမြင့်ကပေါ့နော်နိုင်ငံရေးအမှုမဟုတ်ပါဘူးဒါလက်စားတဲ့အမှုတွေပါဆိုတဲ့ပုံစံမျိုးနဲ့ဂုံသိက္ခာတွေဆွဲချတာရှိတယ်ရှေ့မှာလည်းဒါမျိုးပုံစံမျိုးတွေနဲ့ပျော်ပျော်တင်းတင်းသူပြောခဲ့တာရှိပေမဲ့ပေါ့နော်ဒီလိုမျိုးဒါစော်ကားပုတ်ခတ်တဲ့ဟာကလူလူကတကယ်ကိုပဲပေါ့နော်လုံးဝအညှိုးတေးတောင်ထားသွားနိုင်လောက်တယ်သူပြောတဲ့ဟာတွေကယွန်စရာကောင်းတယ်ဗျာနိုင်ငံတကာကတော့မှဒါချင်းမြမြောက်စားနေရတဲ့ဒါလူလူကောင်းဆောင်လိုမျိုးပေါ့နော်မေစုကို အခုလိုမျိုးဒါပုတ်ခတ်ပြောဆိုတဲ့ဟာကြီးကတော်တော်ယွန်စရာကောင်းတာဗောနော်အဲ့တော့ဒီအပြင်ကမှပဲဒါဒါမြောင်းလိုက်စိတ်ကြိုက်မြောင်းလိုက်သဘောကျဖြစ်စင်မဲ့ဝါရဖြစ်နဲ့စကားတွေကစပြောခဲ့တာရှိတယ်အဲသူပြောတဲ့ထဲမှာတခုဆိုရင်ဗာလဲဒါ PDF တွေဗောနော် PDF တွေကအခုဆိုရင်လက်နဲ့အပ်ပြီးတော့အလင်းဝင်တာတွေရှိလာနေတယ်အဲဥစ္စာတွေကိုလည်းဒါကျမတို့ကဆက်ပြီးတော့လက်ခံရမယ်ဆိုတဲ့အကြောင်းနေအဲသူတို့ရဲ့ဆုံးဖြတ်ချက်ကိုကျမတို့ကဒါကောင်းကောင်းမွန်မွန်နဲ့ဒါနှွေးထွေးစွာနဲ့ကြိုးစိုးရမယ်ဆိုတဲ့ပုံစံမျိုးတွေအဲ ်မင်းအွန်လိုင်းကအဲ့လိုမျိုးကာလမှာ तू ဘာပြောခဲ့လဲ PDF တွေကိုအလင်းဝင်မှုတက်ဖိတ်ခေါ်ခဲ့တာအဲ့ဖိတ်ခေါ်ပြီးရတဲ့ပြိုင်နက်ထဲမှာ तू ကအဲ့လိုပုံစံမျိုးတွေထပြီးပြောတာရှိခဲ့ ရှိခဲ့တော့ကြတော့ဒါမင်းအောင်လိုက်အလိုကျဆိုတဲ့ပုံစံမျိုးနဲ့ပေါ်တင်အင်းတွေသူဘောမာခဲ့တာပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုး PDF တွေနဲ့ပတ်သက်တဲ့ဟာပြောရပြင်သူကစစ်ရေးပါထည့်ပြောသွားသေးတာအမဲတက်မတော်ကပေါ့နော်ဒါ2023 2024ကာလတွေထက်ကျော်လွန်လာတဲ့အခါမှာပေါ့နော်ဒီ drone တွေနဲ့တိုက်ခိုက်နိုင်တဲ့နည်းပညာတွေသုံးနိုင်တဲ့အဲ့ဒါကြောင့်မလို့ပေါ့နော်ဒါတက်ကပြန်ပြီးတော့ဖိလာနိုင်တဲ့ထိုးစစ်ဆင်လာနိုင်တဲ့လွန်ခဲ့တဲ့ကာလတွေနဲ့မတူတော့ဘူးပေါ့နော်တက်ကပြန်ပြီးတော့ပြန်တာလာပြီဆိုတော့ပုံစံမျိုးတွေကဆို လုံးဝနော်စစ်တပ်အတွက်လုံးဝဝါရဖြန့်ပြီးရပုံစံမျိုးတွေသူပြောတာနော်တကယ်ဟာမသိရင်စစ်တပ်ကသူ့ကိုဇော်မဲလုံးလိုမျိုးယာရုပေးထားတဲ့အတိုင်းပဲအဲအဲ့လိုမျိုးပုံစံမျိုးတွေပြောခဲ့တာဒါပေမဲ့သူတခုမှအဲဘာလဲဆိုတော့အဲ့ဒါဒီသူ့ကိုမေးတယ်ပေါ့နော်ဒါလွတ်တော်တဲ့ကိုရောက်သွားပြီဆိုတဲ့အခါမှာဘာတွေလုပ်မလဲဆိုတော့ဒါရွှေပြောင်းအလုပ်သမားကိစ္စတွေလုပ်မယ်ပြီးရင်သူကဘာလုပ်မလဲဆိုတော့ဒီပြည်သူစစ်မှုထမ်းကိစ္စကိုသူလုပ်မယ်ပေါ့နော်အဲ့ဒါကိုဘာလုပ်ချင်လဲဆိုတော့သူကနီးမှန်လမ်းမှန်ဖြစ်အောင်လုပ်ချင်လက်တလုံးမှလုပ်နေတဲ့ဟာတွေက ဒါနီးမမှန်ဘူးပေါ့ဗျာပြောချင်တာအဲရှေ့ကသူကဒီစကားဝိုင်းတစ်ခုမှလည်းသူကပြောသွားရှိသလိုနောက်ထပ်အမေးဖြေကဏ္ဍတစ်ခုမှလည်းသူကအဲ့လိုပြောသွားပြောသွားတဲ့ဟာကမင်းအောင်လိုင်ရဲ့အရှိုက်ကိုဒဲထိတာပေါ့နော်ပြောရတယ်တကယ်ဘာဖြစ်လို့ဆိုတော့အခုမင်းအောင်လိုင်ကသူ့အတွက်ဒီစစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေထုတ်ပြန်ဆိုတာတကယ်အသက်ငယ်ပေါက်ဖြစ်နေတာအတူတက်လုံးဝမရှုနိုင်မကယ်နိုင်ဖြစ်တဲ့အနေအထားမျိုးမှာသူဆွဲထားတဲ့ဒါကောက်ရိုးတမြင်ဖြစ်နေတာအလုံးဝအတူတက်အကြီးမားဆုံးဒါကဲတင်မှုကြီးပဲအဲ့ဟာကိုသွားပြီးတော့သူက တွားပြီးဝေဖန်တော့အဲအရင်တော့ပုံစံမျိုးတွားလှုပ်တာစစ်ကောင်စီကိုအဲ့လိုမျိုးတွားပြီးဝေဖန်တဲ့အချိန်မှာဒါမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုးတာဝန်ကရက်ဆိုင်နာတွေပါလိမ့်မို့အဲ့အစ်စင်နေဒီဖြစ်သွားစီတဲ့အကြောင်းရင်းတွေကတစ်ချက်လိုလဲဒါယူဆလို့ရအဓိကတော့ဒီလူသစ်စုနေတယ်ဆိုတဲ့ဟာတွေကဒါလိုအပ်တယ်သူကအဲနိုင်ငံအတွက်လိုအပ်တယ်ကျမတို့နိုင်ငံတွေမဟုတ်ဘူးပေါ့နော်တခြားနိုင်ငံတွေမှာလည်းရှိတယ်ပေါ့နော်တခြားကျမမသိတဲ့နိုင်ငံတွေရောကျမသိတဲ့နိုင်ငံတွေရောအများကြီးရှိတယ်တောင်ကိုရီးယားဘာညာသူနိုင်ငံတွေပါဥမာပေးတာ အဲ့လိုပေးပြီးတော့ဗောနော်အဲ့ဟာတော့လိုအပ်တယ်လိုအပ်လို့လောက်တာဗောဒါပေမဲ့လောက်တဲ့လုံနီးလေးတွေလွဲနေတယ်ဆိုပြီးတော့သူကပြောတယ်အဲ့လိုမျိုးလောက်တဲ့အတွက်ဗောနော်အောက်မှာဘလို့ဖြစ်တယ်အဲသူကမင်းအောင်လိုင်ကိုတော့ပြောတာမဟုတ်ပါဘူးဆိုတဲ့ပုံစံမျိုးဒါပေမဲ့မင်းအောင်လိုင်တို့အပေါ်ပိုင်းကောင်တွေကဆက်ဒီဥစ္စာကိုမပြောဘဲနဲ့ဗောနော်တိတိတာတိစီဗောနော်သူ့ဘာသူကြိတ်ပြီးတော့သာဗော်တာဆွဲတယ်ဖမ်းတယ်စီးတယ်ရိုက်နှက်ပြီးတော့ခေါ်ဆောင်တယ်အဲချိန်ချောက်ပြီးတော့ခေါ်ဆောင်တယ်ဒါမျိုးပုံစံမျိုးနေတယ်သူတို့လုပ်နေတာဒီကနေ့ပတ်သက်လို့သူကမှန်တယ်မှားတယ်ဆိုတဲ့ဟာမျိုးထုတ်မပြောဘူး အဲအဲ့ဒါကိုတသက်ခံရသွားပြီးပြောတာပြောတဲ့ချိန်မှာအဲ့လိုမျိုးစပြီးတော့အဲဒီလိုအကြောင်းအရာတွေလည်းဖြစ်စေတဲ့အထက်ကတစ်ချက်လို့မြင်ရတာပေါ့နော်အဲ့ဒါသွားမြင်ရအဲပြောချင်တာကသူကအဲ့ဥစ္စာကိုပြင်မယ်ပေါ့အဲလွတ်တက်တယ်ရောက်သွားတယ်ဆိုတဲ့ခါကျရင်သူကအဲ့ဥစ္စာကိုလှုပ်ချင်တယ်ပေါ့အဲအဲ့ဒါသွားပြောတာနောက်တစ်ခုကသူမားတာနော်ပေါ်တင်မားခဲ့တာတွေရှိတယ်ဒီမဲအောင်လိုင်းအခုလိုမျိုးအာနာသိန်းတဲ့ဟာအာနာသိန်းတဲ့ဟာကိုမဲမတမာလို့အာနာသိန်းတာမဲအောင်လိုင်းနဲ့တလီတန်နဲ့ပဲအဲ့လိုမဲမတမာလို့အာနာသိန်းတာဒါသူကဖြစ်တဲ့နယ်ပေါ့နော် ဖြစ်တဲ့နဲ့ဒါမဲမသမားလို့တိန်းတာဖြစ်တဲ့အတွက်ဖြစ်တဲ့နဲ့ဒါကိုလက်ခံလို့မရဘူးလက်ခံလိုက်တယ်ဆိုရင်ဒီတစ်ခါလက်ခံရင်နောက်တစ်ခါလည်းထပ်ထပ်ပြီးတော့အဲ့လိုလုံနေပါပါဆိုတဲ့ပုံစံမျိုးနဲ့အဲ့တိုင်းပြောတာဓမ္မဝါကြီးကိုထောက်ခံခဲ့တာလုံဝါကြီးကိုမာခဲ့တာဗောနော်အဲ့တော့ဟိုကအမမခံတဲ့အချိန်ရောက်တော့ကြတော့အခုလိုမျိုးနားတွေကားကုန်ရောပလုတ်တွေရောင်းကုန်ရောအဲ့တော့ကြတော့တော်တော်ဆိုးွားတဲ့အချိန်တွေမျိုးကိုသူတို့ရင်ဆိုင်ရတာပဲဗောနော်ဒါပြင်မှာသူကဒါနောက်20ခုနှစ်ဗောနော်ဒါအာဏာသိမ်းမှုဖြစ်ပွားပြီးရဲ့နောက်ပိုင်းမှာသူကဒါစစ်ကောင်စီကဖွဲ့စည်းတဲ့စစ်အစိုးရဖွဲ့မှာလဲသူက ဟိုတယ်ခီးသွားဝင်ကြီးနေရာနဲ့ဒါလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ဒါပြန်လည်နေရာချတာရေးဝင်ကြီးနေရာတွေသူရခဲ့သေးတယ်ပေါ့နော်အဲသူပြောတယ် very good morning and မင်္ဂလာပါတို့ကအဲ့လိုမျိုးပုံစံမျိုးတွေပေါ့နော်ဒါမမတောက်တစ်ခေါက်နဲ့ပေါ့နော်ပေါ်တကယ်ရေလျှောက်ပြောတကယ်လိုက်လဲလိုက်တယ်အဲ့ဒီဖွဲ့တွေအဲ့ရက်ွက်တွေပေါ့နော်တကယ်အစားတော့တကယ်တွေးမိတာအော် အေးဘောဒါမျိုးကြောင့်မလို့လေဒီလိုပေါင်းလို့ရတာပေါ့နော်အဲအဲ့လိုတွေးမိတာဒါပေမဲ့အခုကြမဟုတ်ဘူးနော်အဲ့လိုမျိုးလှုပ်တော့ပေါင်းလို့မရတဲ့အနေအထားမျိုးဖြစ်အောင်စစ်ကောင်စီကလှုပ်တာနော်အဲအဲ့လိုလှုပ်တာအဲ့တော့အဲ့လိုမျိုးပုံစံမျိုးတွေနဲ့သူနေရရခဲ့တယ်အဲဒါပေမဲ့လည်းပေါ့နော်ဒါသူ့ကိုဒါတာကူးပေါ့နော်လူလူကသူ့ကိုအဲ့လိုတာကူးပုံစံမျိုးနဲ့သူ့ကိုတတ်မှတ်ခဲ့တာရှိတယ်အဲဇန်နဝါရီ31ရက်ညပိုင်းမှာပေါ့နော်ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီးဖြစ်သူဒေါက်တာတသက်ခိုင်ပေါ့နော်အဲသူကယာရုကနေအနာပေးခံလိုက်ရတယ်ဆိုပြီးတော့တရင်နေတက်လာ နားပိတ်ခံလိုက်ရပြီဗောနော်အဲ့လိုသတင်းတွေတက်တဲ့ချိန်မှာအကုန်လုံးကလည်းသိကျင်တယ်သိကျင်ဟာဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲဗောနော်အဲ့လိုသိကျင်တဲ့ချိန်မှာရှေးကောင်စီကသူ့ကိုအနားပိတ်တာလားအဲဒါမှမဟုတ်လဲဒါထုတ်ပလိုက်တာလားဆိုတော့မေးခွန်းကိုသူ့ကို မေးတာမေးတဲ့အချိန်မှာ तू ကဝေးပိုက်ပြီးဖြေတာဘာဖြေလဲဆိုတော့ကျမအနားယူလာပါဆိုပြီးဖြေခဲ့တာဒီဥစ္စာကလည်းနာမည်ကြီးနာမည်ကြီးဒါရုပ်ကတစ်ခုပေါ့နော်ရုပ်ကတစ်ခုဟာဒီဘွားတော့တကယ်တက်လက်တက်နိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ခဲ့တဲ့ဟာရှိတယ်အခုတော့ဒါတသက်ခိုင်ကဒါအခုဆိုရင်ဒါထုတ်ပယ်ခံရရတယ်ပယ်ဖြတ်ခံရရတယ်ပေါ့နော်ကိုယ်စလေလောင်းအဖြစ်ကနေပြီးတော့ပယ်ဖြတ်ခံရရတယ်ဆိုတဲ့ဟာကဒါရွေးကောက်ပွဲကော်မရှင်ဘက်ကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်းအတီးပြုတ်သွားပြီပေါ့နော်အဲ့တော့ပြည်သူ့ရှေ့ဆောင်ပါတီပေါ့နော်ပြီးသုံးလုံးဩခရဒါတော်တသက်ခိုင်ဟာ ါစစ်တပ်ကပြုတ်လို့မဲ့ရွေးကောက်ပွဲမှာပေါ့နော်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်နှစ်ကနေပြီးသူကဝင်ရောက်ရှင်ပြိုင်မှာအဲ့လိုမျိုးရှောက်လာတင်ထားတာပေါ့နော်သူပြိုင်မဲ့မဲဆန္ဒနယ်တွေကတော့ဗဟန်းကမာရွအလုံးစမ်းချောင်းကြီးမြင့်နိုင်တဲ့လှိုင်းမရန်ကုန်မြောက်ဥကလာမြောက်ဥကလာဘဆိုတဲ့မြို့နယ်တွေမှာသူကဝင်ပြိုင်မှာပေါ့နော်အခုတော့ဒါသူ့ကိုကိုယ်စလဲလောင်းအဖြစ်ကနေပြီးတော့ပယ်ဖျက်လိုက်ပြီပေါ့နော်အဲ့တော့စစ်ကောင်စီကနောက်ဆုံးကြတော့သူတို့ပဲအာဏာယူထားမှာဆိုတဲ့ဟာကိုပို့ပို့ပြီးတော့ပုံရင်လာစေတယ်။ဟုတ်တယ်လေ၊ तू အခုလုံနေတဲ့ဟာမင်းအောင်လိုက်လုံတဲ့ဟာတွေကိုကြည့်လိုက်မယ်ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ်သူ့လူတွေကိုလိုက်ထည့်ထားတယ်။အတူအတွက်အစီအမံပြေနိုင်လောက်ဘူးအဲသူရှင်ရလောက်နိုင်နေဆိုတဲ့လူမျိုးတွေဆိုရင်တခါတည်းဖြုတ်လို့တက်လုံးပစ်တယ်။တခါတည်းရှင်းပစ်တယ်။အကြောင်းရှိအကြောင်းရှာပြီးတော့လှုပ်ချပလိုက်တာတွေရှိတယ်ပေါ့နော်။ဘသူ့ကိုမှခွင့်မလွတ်ဘူး။အဲခွင့်မလွတ်ဘူးဆိုတာထက်အမားလှုပ်လို့မဟုတ်ဘူးပေါ့နော်။တမင်အမားရှာပြီးတော့လုံးဝမျက်နှာမပေးပဲလှုပ်တယ်။သူ့ကိုဘလောက်ပဲပုံမခဲ့ပုံမခဲ့သူလှုပ်တာပေါ့နော်။ဒါရှိမှဆိုလေ တော်စန္ဒမင်းအဲအဲ့လိုကိစ္စမျိုးနဲ့ပေါ့နော်အဲစစ်ကောင်စီကိုဒါကြံ့ဖို့ကိုပေါ့နော်အဲရှင်ပြိုင်နိုင်စရာဆိုလို့သူတို့လောက်ပဲရှိတော်တယ်ဆိုရဲပုံစံမျိုးတစုံတစထွက်လာတဲ့ချိန်မှာပါတီပါဖြတ်ပြစ်တာပါတီပါဖြတ်ပြစ်တာအဲ့လိုပုံစံမျိုးဖြစ်အောင်ပါလုံးရတာပေါ့နော်အခုလဲတသက်ခါမခဲ့တာပဲမခဲ့တယ်ဒါပေမဲ့လည်းလုံးဝအဲဒီလိုမျိုးဒါသူတို့အဲအကြောင်းကိစ္စတွေရှိလာပြီဆိုတဲ့ခါမှာပေါ့နော်ဆိုရခြင်းတခြားကြောင့်မဟုတ်ဘူးဗျာကျွန်တော်တို့ဒီခုတော်လိုင်းကြီးကိုအားပေးတဲ့သူတွေဓမ္မကိုအားပေးတဲ့သူတွေကသာသူတို့ဆိုရင်ဘာကူမှလက်မခံတာဆိုတာပြီးသုံးလုံးလည်းလက်မခံဘူး တားဆာညာလည်းလက်မခံဘူးကြက်ဖွဲလည်းလက်မခံဘူးစက်ကောင်စီလည်းလက်မခံဘူးအဲဒါပေမဲ့တချို့နေရာတွေမှာရှိတယ်ဒီပြီးသုံးလုံးနဲ့ပါနော်ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ဒါကြက်ဖွဲနဲ့ဆိုရင်ပြည်သူ့ရှေ့ဆောင်ပါတီပဲပေးမယ်ဆိုတဲ့သူမျိုးတွေကရှိကိုရှိတယ်စက်ကောင်စီကိုလည်းမုန်းတယ်ဒါပေမဲ့တခြားလူတွေလည်းထောက်ခံလို့မဟုတ်ဘူးဒါပေမဲ့စက်ကောင်စီကိုပုံမုန်းတာဖြစ်တဲ့အတွက်ချားနေရာကိုပေးမယ်ဆိုတဲ့ပုံစံမျိုးမဖြစ်မနေပေးရမယ်ဆိုရင်တော့မှစက်ကောင်စီကိုတော့မပေးဘူးဆိုတဲ့ဟာမျိုးတွေကလည်းရှိတယ်အဲ့ဒါကိုလည်းစက်ကောင်စီကသိသိတာဖြစ်တဲ့အတွက်သွားလက်အဲ့လိုမျိုးပုံစံမျိုးနဲ့သူလောက်တာလောက်တာကြီးလည်းရှိတာပေါ့နော်အဲ့တော့ ဒီလိုကိစ္စမျိုးကြီးလည်းယူဆရတာရှိတယ်နောက်တစ်ခုကဒါသူကပဲအာနာကိုဆက်ပြီးတော့ထိန်းထားခြင်းနဲ့သူထိန်းထားနိုင်မှုအတွက်ကလည်းနေရာစုံသူအနိုင်ရဖို့အတွက်သူလှုပ်ပြခြင်းနဲ့တောင်ပြိုကမ်းပြိုဆိုတဲ့ဟာမျိုးတွေနဲ့သူလှုပ်ပြခြင်းနဲ့အဲ့တော့ကြသူ့အနေနဲ့တခုခုညှိစွန်းတဲ့ဟာမျိုးမြင်လိုက်လို့အပြစ်တခုခုတွေ့ပြီဆိုတာနဲ့သူဒီလိုမျိုးပုံစံမျိုးတွေဖြုတ်လို့တက်တွေလုံမှာပဲပေါ့နော်အဲ့တော့ဘာရလက်ရလဲစစ်ကောင်စီကိုဘောမာခဲ့တဲ့ရလက်ကဘာလဲ လုတ်ခဲ့တာပဲလေသူတောင်းလျှောက်ပဲစေကောင်းစီအလိုကြဒါမင်း online ပြောမဲ့စကားတွေကစသူပြောခဲ့တာတွေရှိတယ်သူနဲ့မဆိုင်ဘူးပါတီနဲ့မဆိုင်တဲ့ကိစ္စမျိုးပဲမဲ့စီးရေးကိစ္စတွေကစဒါမျိုးပုံစံမျိုးတွေနဲ့ပြောခဲ့တာတွေရှိတယ်ဗျအဲအဲ့လိုမျိုးလုတ်ခဲ့တာတော့မှပဲနောက်ဆုံးသူဘာရပယ်ဖျက်ပလိုက်တယ်လေပြီးတာပဲမင်းအကျွေးမပေးနိုင်လို့ပယ်ဖျက်တယ်ကွာအဲ့တော့ပြည်သူတွေကဒါတတ်တတ်ခံကိုပေါ့နော်တတ်တတ်ခံဆိုပြီးတော့ဒါ နာမည်ပြောင်းပေးထားကြတာလည်းရှိကြတယ်ပေါ့နော်အခုလည်းဟုတ်တယ်မြောင်းလိုင်ရဲ့လောက်ရက်ကတသက်ခိုင်ကားပေါ့နော်တသက်ကြီးကိုခံလဲရတာတသက်ကြီးကိုပါမကိုဝမ်ပြပဲနဲ့ခံလဲရတဲ့ပုံစံမျိုးပေါ့နော်အကျွေးကပြောမနေနဲ့မြောင်းလိုင်တော့အကျွေးရှိတယ်မြောင်းလိုင်လောက်တဲ့အကျွေးအများကြီးပဲနော်အဲ့လိုမျိုးနိုင်ငံတော်ကဆက်ရမယ့်အကျွေးတွေပေါ့နော်မြောင်းလိုင်လောက်ပြနိုင်ငံတော်ကဆက်တိတ်ပဲမရှိတဲ့ကောင်တွေပေါ့နော်ဒါပေမဲ့ကိုလောက်တာတော့အကောင်သူများလောက်ရင်အဆိုးဆိုတဲ့ပုံစံမျိုးပဲ မြောက်လိုင်းနဲ့အပေါင်းပါတွေကလှုပ်တယ်အဲ့တော့မြောက်လိုင်းနဲ့အပေါင်းပါတွေကိုဘောမကျင်တဲ့ဟာတွေလည်းနောက်ဆုံးဒီလိုရလက်ပဲထွက်တယ်ပေါ့အဲ့တော့ဇလန်းဒါပဲပေါ့နော်အဲအပိုင်းတိတ်တိတ်ဇက်သိမ်းသွားတာပေါ့နော်သူကမျောလင်းချက်တွေတော့အများကြီးရှိမှာပေါ့ဒါဘယ်လိုဆက်ပြီးတော့ဖြစ်လာမလဲဆိုတာလည်းစောင့်ကြည့်ရမှာပေါ့လေနော်အဲ့တော့စစ်ကောင်စီကတော့စစ်ကောင်စီပါပဲအာနာရှင်ကတော့ အာနာရှင်ပါပဲ။နှီးမျိုးစုံနဲ့အာနာရဖို့အတွက်လုံပါပါ။အာရာကြောင့်လည်းအာနာရှင်လို့ခေါ်တာပါနော်။အဲ့တော့အာနာရှင်ကိုသွားပြီးတော့အဲသူတို့ပေးမဲ့အယိုးရင်လောက်အခွင့်အရေးလောက်ကိုမျှော်ကိုးပြီးတော့ဘောမမယ်ဆိုရင်နောက်ဆုံးဒီလိုနဲ့ပဲအဆုံးသတ်အချက်တကွဲတနိုင်ငံလုံးရဲ့ဆဲဆိုခြင်းကိုခံပြီးတော့အချက်တကွဲအကျိုးနည်းနဲ့စက်သိမ်းရ။အဲ့တော့တသက်ခံကိစ္စကတော့ဒီလောက်ပါဗျာ။ဒီလောက်ပြောရတယ်မဆိုးပါဘူး။နောက်တစ်ခုကတော့ဒါအားရစရာပါပဲ။အားရစရာဆိုတာဟိုဒီနေ့ကဒါကျွန်တော် drone နဲ့ပတ်သက်လို့ပေါ့နော်။အဲဒီ drone ထောင်းတိမ်းထောင်ကြီးတန်တဲ့ drone တစ်ခုကိုဒါ ြုတ်ကြလာချိန်မှာတော်လိုင်းတပ်ဖွဲ့လက်ထက်ကိုရောက်ရှိလာတယ်ပြောရရင်တော့မရောက်လိုင်းထောက်ဖို့လုပ်တဲ့ဟာပေါ့နော် အခုလည်းအဲ့လိုပုံစံမျိုးနဲ့ပဲပေါ့နော် drone drone တစ်စီးကိုဒါပစ်ချနိုင်ငံကင်းထောက် drone ပေါ့နော်အဲ့ drone ကဒါရုရှားနိုင်ငံထုတ်နီးပညာမြင့် drone တစ်စီးကိုတော်လိုင်းအင်အားစုတွေဘက်ကတိုက်ခိုက်ပြီးတော့ပစ်ချနိုင်ခဲ့တာဂျာမာမီပြီးတော့နိုင်ဆင်းလာတဲ့ချိန်မှာတပ်ဖွဲ့တွေကပစ်ခတ်နိုင်ခဲ့တယ်ကျမ်းတယ်နော်မောင်းမြန်နဲ့စော်တာနော်အဲ့လိုမျိုးကြီးနော်အဲ့ဒါတော်တော်ကျမ်းတယ်ဗျအဲ့လိုမျိုးပုံစံမျိုးနဲ့ရခဲ့တာအဲ့ဒါက KIA တပ်မှား7တာဝန်ယူထားတဲ့ဒါစစ်မျက်နှာမှာပေါ့နော်စစ်ကောင်စီဘက်က drone သုံးပြီးတော့ကင်းထောက်တာ အဲ့ဒါကိုတမစတိဈေးတက်ဖွဲ့ကတက်ဖွဲ့ဝင်တယောက်ကနေပြီးတော့အဲ့ drone ကိုပြက်ကြောင်ပြစ်ချနိုင်ခဲ့တာအကောင့်တိုင်းရရင်တော့လည်းမစိုးပေါ်လင်းဒါပေမဲ့အကောင့်တိုင်းကတော့ရနိုင်ခြင်းမရှိပါဘူးသူအောက်ကိုနှိမ်ဆင်းလာပြီးတော့ကြာတယ်ဆိုရင်တော့မှပဲဒါထိခိုက်သွားမှာဒါပေမဲ့တက်ဖွဲ့ကပြစ်ချနိုင်ခဲ့တာတော့အဲ့ဒါကပုံမိုက်တာ drone ကိုပြစ်ချနိုင်ခဲ့တာအာအဲ့လိုမျိုးတက်ဖွဲ့ကျွန်တော်တို့ဒီဘက်မှာဒေါ်လာရေးဘက်မှာအများကြီးရှိတယ်အများကြီးအဲ့တော့ဟိုတလောကဒါတွေ့လိုက်ပါလိမ့်မယ်ယူကရိန်းနဲ့ရုရှားပေါ့နော်အဲ့မှာဒီ FVB တွေကိုဒါ short gun အနေနဲ့ပြစ်တာတွေ့လိုက်ပါလိမ့်မယ် အဲအဲ့လိုမျိုးရှော့ကန်နေနဲ့ပြစ်တဲ့ဟာကိုကျွန်တော်တို့သွားပြီးတော့အားကြနေခဲ့ကြတာရှိတယ်။သူများနိုင်ငံကဖြစ်တဲ့ဖြစ်စဉ်တွေကိုပေါ့နော်အဲကျွန်တော်အားအားကြရတယ်ဆိုတာထက်ပေါ့နော်အဲတော်လိုင်းတပ်ဖွဲ့တွေမှာလည်းအဲ့လိုမျိုးတွေပြင်ဆင်ထားသင့်တယ်ဆိုတော့ပြောတဲ့ရှူတော့နေကလည်းရှိတာပေါ့လေနော်အဓိကတော့ဒီတော်လိုင်းအတွက်အတုံးဝင်တဲ့ဟာမျိုးတွေဖြစ်လာလိမ့်မယ်ဆိုပြီးတော့အကြံဉာဏ်ပေးကြရည်လည်းရှိတယ်။ကျွန်တော်တို့လည်းအားကြခဲ့ကြဟာမိုက်လိုက်တာကွာဟာကျန်းလိုက်တာကွာဒါမျိုးဖြစ်ခဲ့။အားကြရစရာမလိုဘူးကျွန်တော်တို့တွေ့တော်လိုင်းမှာအကုန်ရှိတယ်တကယ်တွေ့တော်လိုင်းမှာအကုန်လုံးရှိတယ်မမှန်းနိုင်တဲ့ဟာမှာဖြစ်နိုင်မှုလို့ထင်ထားတဲ့အရာတွေကစအကုန်ဖြစ်နိုင်တယ် ုံးတက်ဖွဲ့ဝင်တွေအဲ့လောက်ထိကြမ်းတယ်ဘာဖြစ်လို့လဲဆိုတော့လောဝဗျာဒီလက်လုံးနဲ့စခဲ့တယ်ပြီးရင်ဒါဒါလေးခွာတွေပါရင်နေရစဒါဘုံသီးတွေပစ်ခဲပြီးတော့အဲ့လိုမျိုးနဲ့တိုက်ခိုက်ခဲ့တဲ့အဖွဲတွေဗျာတနက်ပြစ်စီရတနက်ကြည်တန်ကုန်လို့ပေါ့နော်စခန်းထဲကိုဂဲတွေနဲ့ပြစ်ထည့်ပြီးတော့ဒီလိုတိုက်ခဲ့ရတဲ့အဖွဲတွေအဲ့တော့ဟိုးအောက်ဆုံးကနေစခဲ့မရှိရှိတာနဲ့ချခဲ့ကြတာဆိုတော့အခုချိန်မှာလည်းအဲ့လိုပုံစံမျိုးနဲ့မရှိရှိတာနဲ့စော်နေကြတဲ့အဖွဲတွေကအောင်မြင်မှုတွေကိုနှီးမျိုးစုံနဲ့ရနေတယ်အာတချို့ဖြစ်စင်တွေတချို့ဖြစ်ရက်တွေကကြားလိုက်ရရင်ဟာ မိုးရခက်ရီရခက်အဲ့လိုမျိုးဖြစ်စေနေကြဆာရှိအဲကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေမှာတကယ်ကိုဗောနော်ဒါဒီຫນွေကြီးလို့တော်လိုင်းရင်းမှာဟိုအားရစရာအားကြစရာဖြစ်စေနေရအများကြီးတယ်အခုလည်းအဲ့လိုပဲတကယ်ဒါဒါဆိုလို့ဒါကျွန်တော်တို့ဂုံယူရတယ်ဒီတက်ဖွဲ့ဝင်အတွက်ကိုလည်းတကယ်ဂုံယူရတယ်ဗောနော်အဲဒီရုရှားရဲ့ drone စီးစီးကိုဒါမနေ့ကပဲပြစ်ချနိုင်နေတယ်ဒါပြီးတော့ဗမော်စစ်မျက်နှာဘက်ကတက်မှ7ဘက်ကဒါစစ်တပ်သားဆိုပြီးသိရတယ်ဗောနော်အဲကြအဲ့လိုမျိုးပြစ်ခတ်နိုင်တဲ့ video file လေးလည်းဒါတက်လာတာတွေ့လိမ့်မယ်ဗောနော်အဲအဲ့မှာအဲတကယ်ကိုပဲဒါ လက်စုပ်လက်ကင်ပြနိုင်တဲ့ဗီဒီယိုပေါ့ဗျာအဲပြောရမယ်ဆိုရင်စစ်ကောင်စီဘက်ကကောင်တွေကပြောတယ်ဒါနဲ့ပတ်သက်လို့ပေါ့ဗမာလဲဗီဒီယိုဗမာလဲပုံပါညာအေးအခုထည့်ပြပြီးမယ်အဲဥစ္စာပေါ့နော်နောက်တစ်ခုကဒီကချင်ပြည်နယ်ဗမော်မှာပဲဗမော်မှာပဲအဲ့ဒါပါလဲဆိုတော့စစ်ကောင်စီကစစ်ကြောင်းထိုးတယ် အလိုပါ24ရက်နေ့ကပါနော်အဲဗမော်မှာစစ်ကြောင်းထိုးတယ်ဒေါ်လိုင်းအင်အားစုနဲ့စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီဘက်ကအထိနာပြီးတော့စစ်ကြောင်းပြတ်ပြီးတော့ပြန်လဲထွက်ပြေးဟာမိုက်တယ်နော်ဖြစ်လိုက်တိုင်းမှာအိုက်တန်းကြီးပဲကျွန်တော်အားရတယ်ဒါတကယ်ပြောတာ KIA ပချမ်းဝင်ကြီးကြီး A ပချမ်းဝင်ကြီးကြီးပေါ့နော်အဲ့လိုပုံစံမျိုးတွေပဲကြားရတယ်စစ်ကြောင်းပြတ်ပြီးတော့နောက်ပြန်ကြီးတွေထွက်ပြေးတယ်စစ်ကြောင်းပြတ်ပြီးတော့ဒါကစင်းကလေးတွေထွက်ပြေးတယ်ဒါမျိုးပုံစံတွေပဲကြားအခုလည်းအဲ့လိုပဲသူတို့ကတော့ဒါနဲ့ပတ်သက်လို့ညင်းတယ် ငင်းလို့မရတဲ့အကြောင်းတရားတွေရှိတယ်။အဲ့တော့ဗာလဲဆိုအခုဒါလက်စုပ်သက်ကင်ပြလို့ရတယ်ဗျာ။အဲ့လိုစစ်ကြောင်းပြက်ပြီးတော့ပြန်ပြီးတော့ဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်သားတွေကို KIA နဲ့တော်လိုင်းအင်အားစုတွေကလိုက်ရှင်းတာ၊ VDL တွေကလိုက်ရှင်းတာ။လိုက်ရှင်းတဲ့အချိန်မှာဒါအယက်သားဟန်ဆောင်ပြီးတော့ပုံဖြတ်ပြီးထွက်ပြေးဖို့ကြိုးစားနေတဲ့စစ်ကောင်စီစစ်သား၂ယောက်ကိုမိတာ။ဒီကောင်နေဒီကောင်နေညံတော့ကောင်းတယ်နော်။ဒါပေမဲ့စဉ်းစားဗျာအဲ့နေရာမှာတကယ်အယက်သားဆိုလို့တကယ်မရှိတော့ဘူးဒီလိုနေရာတွေက။တကယ်ဘာမှကိုမျိုးရက်ဘာမှမရှိတော့ဘူး။အဲ့လိုနေတာကြီးဖြစ်သွား အဲ့နေရာမှာဒီကောင်လေးရဲ့အုံနောက်အုံနောက်ကိုပြောတာစစ်ကောင်စီတပ်သားတွေရဲ့အုံနောက်လက်နဲ့ချလိုက်ပေါ့ကျွန်တော်ပြအညံ့ခံလိုက်ပေါ့လင်းဝင်လိုက်ပေါ့ဟုတ်တော့အခုမတော်လို့ပြေးလို့ပေါ့နော်လိုက်များပြင်သေအောင်မှာအကောင်နေအဲ့လိုမျိုးသူအယတားဟန်ဆောင်ပြီးပြေးတာပေါ့နော်အဲ့အဲ့နောက်ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်ထပ်ပြီးတော့စစ်ဆေးတဲ့အခါမှာဒီကောင်လေးကစစ်ကြောင်းပြက်သွားတဲ့အချိန်မှာဒါစစ်ကြောင်းပြက်သွားတဲ့အချိန်ကျတော့သူတို့ပြေးကြပြေးကြချိန်မှာသူကလက်နဲ့တွေဝှက်ထားခဲ့တာအဲ့လက်နဲ့6လက်ကိုလည်းထပ်ပြီးတော့ရရှိခဲ့တယ်ဆိုပြီးတော့သိရတယ် အဲ့တော့အဲ့ဒါကဘယ်လိုလဲဆိုတော့ဗမောကတိုက်ပွဲတွေတဲကနေပဲမိတာပါနော်မိတာကိုလက်နက်တွေဖွက်ထားလို့မေးတာမဖြေလို့ပြင်းလိုက်တာကြိုက်တယ်အဲ့လိုမျိုးကြိုက်တယ်တကယ်မင်းတို့အမှန်တိုင်းဖြေအမှန်တိုင်းမဖြေရင်အဲ့လိုမျိုးနှအုပ်အနည်းဆုံးတော့ဖုတ်ကာရမှာသီးလားအဲ့တကယ်ပြောတာမျိုးပေါ့နေတခုခုပေါ့နော်လုံးဝကွာမင်းတို့ဒါလက်နက်ချရပြီဆိုတဲ့အခြေအနေမျိုးတွေရောက်သွားပြီဆိုရင်မင်းတော်လိုင်းတက်ဖွဲ့တွေပြုတ်သမျှနှုတ်ရတော့မှာဟာအဲ့လိုအခြေအနေမျိုးမှာမှာဒါမင်းတို့ကောင်နေ မလိမ်မှုမလိမ်မာပုံစံမျိုးတွေလောက်တယ်ဆိုရင်တော့အအနေဆုံးတော့နောင်ကတော့ဖုန်ခံရမှာပဲ share ကတော့တချောင်းကျော်ချိုးခံရမှာပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်စေချင်မှုဆိုရင်ကောင်းမွန်မွန်မင်းတို့ကိုဒါအသက်ချမ်းသာပေးစေချင်တယ်ဆိုရင်ကောင်းကောင်းမွန်မွန်ပြောအမှန်တိုင်းပြောမင်းတို့အမှန်တိုင်းပြောလို့ဒါတော်လိုင်းတစ်ဖွဲတည်းမင်းတို့ကိုလက်ပြားနဲ့ထိမှာဘာဖြစ်လို့လဲဆိုတော့တကယ်သာတက်ရှင်သေးရှိတယ်ဆိုတော့မင်းတို့စပြီးတော့မိကလေးကလက်စာတုံးရှင်းပလိုက်လို့ရတယ်ကွာဒီလားဒါပေမဲ့အဲ့လိုမျိုးမလုပ်ချင်လို့အခုလိုမျိုးခွင့်ရင်းပေးတဲ့ဟာကိုမဆော်ကားနဲ့ရှိမှလည်းအဲ့လိုဖြစ်စဉ်တစ်ခုရှိတယ်အဲ သူကຢာတို့အကြီးပိုင်းတွေကဒါပေမဲ့သူ့ကိုသူလုံးဝရဲဘော်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာအဲအဲ့မှာနောက်ဆုံးလိန်တာပေါ်သွားတဲ့အချိန်မှာဒေါသတွေထွက်တာဒါတပ်ဖွဲ့တွေကမင်းတို့အဲ့လိုမျိုးခန်းစားချက်တွေရှိတယ်နော်ရှေ့မှာအဲဒါပေမဲ့တပ်ဖွဲ့တွေကတကယ်လူသားဆန်တယ်အဲ့တော့အဲ့ဥစ္စာတွေကိုမစော်ကားမိစေနဲ့အဲစော်ကားရင်တော့မင်းတို့အဲ့မှာ share တွေတချောင်းကျော်သွားစီးရခါကျရင်လုံးဝညီနေလိမ့်မယ်ဒီလားနော်အဲ့လိုတော့မလုံးနဲ့ပါနော်အဲ့တော့အဲ့နှစ်ယောက်ကိုဒါတိုက်ပွဲထဲမှာပေါ့နော်သူက ဒီဖမ်းမိတဲ့ချိန်မှာသူတို့ကိုမေးတယ်မေးတဲ့ချိန်မှာလိန်လို့ဆိုပြီးတော့နောင်ဖုံခါသေးတယ်အဲ့တော့တနက်6လက်နဲ့ဆက်ဆက်ပစ္စည်းတွေထွက်ပြီးတော့ထွက်လာတယ်အဲ့လိုလုံးလိုက်မှထွက်လာတာအဲ့တော့ဒီနှစ်ယောက်ကတိုက်ပွဲဖြစ်တော့မနိုင်မန်းသီးလို့ပြေးကြရင်လည်းလက်နဲ့တွေဖွဲ့ပြီးတော့အရသာပုံစံဖမ်းပြီးပြေးကြတာတဲ့လူစုကွဲသွားကြတာတဲ့လိုက်ဖမ်းတော့မိတဲ့ကောင်ကဖော်တာအဲအဲ့တော့ကျတော့စစ်ကောင်စီဘက်ကပေါ့နော်ဒီလောက်ထိဖွဲ့စည်းပုံတွေပြတ်နေတယ်ဆိုတဲ့ဟာကလည်းဒီဖြစ်စဉ်ကိုကြည့်ရင်သိသာစေတယ်ဗျာသူတို့တွေကပြေးတယ်ပြေးတဲ့ဆယ်တဲ့အချိန်မှာပေါ့နော်ခြေဦးတက်ရပြေးတာဒီကောင်တွေပြောတဲ့စုတ်ခွာတယ်ဆိုတဲ့ဟာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောခြင်း ြေးတာပြေးတာဆုတ်ခွာတာမဟုတ်ဘူးပြေးတာအပြေးလို့ပဲအဲ့လိုမျိုးလူကြံခဲ့တဲ့ဟာတွေကြံခဲ့ဟုတ်လားကျွန်တော်ပြောပါပြီးရင်ဒါလက်နဲ့တွေကြံခဲ့တဲ့ဟာတွေကြံခဲ့နှစ်ယောက်ထဲဘာလို့ခြောက်လဲရတယ်ကျွန်တော်ပြောပါဟုတ်တယ်မလားအဲ့လိုပဲလေလက်နဲ့တွေကလွတ်ပြေးပြီးတော့ထွက်ပြေးကြလို့ဘောအဲ့ကျွန်တော်အဲ့လိုမျိုးပြေးပြီဆိုတဲ့ကဟိုပြန်မွေတော့ဆိုတဲ့စိတ်နေနဲ့ပြေးတာပေါ့အဲ့တော့မင်းတို့တွေပြောတဲ့စနစ်တကျဆုတ်ခွာတယ်လို့အောင်မြင်စွာဆုတ်ခွာတယ်ဆိုတာအလကားမင်းတို့ပြောတဲ့ဟာတွေအလကား မင်းတို့အများတန်းမှာအဲ့တိုင်းပဲပြောတာအမဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်အာအဖသားတွေကဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးပဲမင်းတို့ပြောခဲ့ကြတာတကယ်တကယ်တမ်းဒီဖြစ်စဉ်ကိုစစ်စစ်တွေးကြည့်မင်းတို့လည်းသိတယ်အဲဒါကြောင့်မင်းတို့ဘလို့တွေပြေးခဲ့ရသလဲဆိုတဲ့ဟာကိုမင်းတို့အတိဆုံးပဲအဲဒါကြောင့်မလို့လေဒီဖြစ်စဉ်ကလိန်လုံးမရဘူးလို့ပြောတာအဲ၂ယောက်မိတယ်၆လက်ရတယ်၂ယောက်ထဲနဲ့၆လက်ရတယ်ဗျာအဲ့တော့ဒီကောင်နေကစင်းကလေးနဲ့ထွက်ပြေးရတယ်ဆိုတဲ့ဟာကလုံးဝကိုပုံပေါ်ပြီးသားပေါ့နော်အဲ့တော့စစ်ကြောင်းပြတ်တယ်ဆိုတာလည်းသိကြတယ် ်စစ်ကောင်စီဘက်ကတချို့ဟာကြီးကြရင်အရန်ညင်းတန်တယ်ဒါပေမဲ့ဖြစ်စဉ်တွေကအမှန်တရားကိုဖော်ပြနေတယ်ဗောနော်ဒါဟာလည်းအားရစရာကောင်းတဲ့ဒါဖြစ်စဉ်တစ်ခုဖြစ်တယ်ဗောနောက်ထပ်ဒါသတင်းတစ်ခုကတော့ဒါတပ်ဖွဲ့တွေဒါထုတ်ပြန်လာတဲ့သတင်းရှိတယ်အဲ့ဒါကအော်တိုဝါ9ရက်ကနေ21ရက်နေ့ထိမြင်းညံမြို့ပေါ်နေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုကားလမ်းပိုင်းတလျှောက်ဗောနော် drone နဲ့ဘုံသီး58လုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်မှအထိကိုက်ဒါအသေးဆုံးညပြရှိခဲ့တယ်ဆိုပြီးတော့ဒါဖော်ပြထားတယ်ဗောနော်အဲ့တော့ ဒီဖြစ်စဉ်ကလည်းတကယ်ပြောရင်တော့တရက်ထဲတော့မဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့ဒါတက်ဖွဲ့တွေကခုနောက်ပိုင်းမှာစူပေါင်းပြီးထုတ်ပြန်တယ်အာယုံတော့ရှုပ်တယ်ပေါ့နော်မင်းတို့ကောင်နေမဟုတ်လည်းမင်းတို့သေနေရအဲ့တော့ကျတော့မထူးဘူးကဖြစ်စဉ်တခါတည်းပဲအများကြီးရတဲ့ခါကျမှထုတ်လိုက်တော့မယ်ဆိုရအဲ့လိုပုံစံမျိုးနဲ့ထုတ်ပြန်ခဲ့တာဖြစ်မယ်ပေါ့နော်ဟိုနေ့ကလည်းကြည့်ပါလားလက်နဲ့တည်း50နံပါတ်9လက်အားလုံးပေါင်းကြည့်တာမယ်စိတ်ဝင်စားနေပေါင်းကြည့်တာလက်နဲ့ငယ်လက်နဲ့ကြီးသေးလက်နဲ့မျိုးစုံပေါ့နော်56လက်ရတယ်ကားဂျမ်းမအစုံရတာဗျာ အဲ့လိုမျိုးပေါ့အခုလဲအဲ့ပုံစံမျိုးနဲ့ဒါတိုက်ခိုက်နိုင်ခဲ့တာပေါ့နော်အဲ့ထက်မှာဗီဒီယိုဖိုင်လေးပါပါတယ်မြင်ညာနေထွက်လာတဲ့စစ်ကောင်စစ်စဲပလဲနေအများကြီးတော့အများကြီးတကယ်ပြည့်စိတ်အောင်ကြနာပဲအမဲတန်းစီပြီးတော့ထွက်ကြလာအဲ့ဥစ္စာကိုလိုက်ကြည့်ရဘလောက်အရသာရှိလိုက်မလဲဆိုတာလေသိလားတကယ်တပ်ဖွဲ့တွေဒါတကယ်နီးပညာတွေဒီတက်ကောင်းမွန်ပြီးတော့တကယ်ကိုစိတ်ကြိုက်တုံးနိုင်တဲ့ပမာဏရှိပြီဟေ့ဆိုတဲ့ခါကျရင်စစ်ကောင်စီတို့ကမတိုးဝင်စရာနော်တကယ်သူတို့ကမြေပြင်ကနေပြီးစစ်ကြောင်းထိုးကတကယ်အရေးကြီးတယ်သူတို့တို့ကဘာဖြစ်လို့လဲဆိုတော့အဲ့မြေနေရာတစ်ခုကိုထိမ့်ဖို့အတွက်မြေပြင်စစ်ကြောင်းကပဲအဓိကအဲ့ လေချောင်းကနေကြိုက်တဲ့လောက်ကျဲအဲ့နေရာကိုတို့ရဲ့လူတွေမရောက်ဘူးဆိုရင်အဲ့နေရာတို့မထိန်းနိုင်ဘူးလေအဲ့တော့အဲ့လိုထိန်းနိုင်ဖို့အတွက်ကိုမြေပြင်စကြောင်းသွားကိုသွားသွားရပြီဟေးဆိုတဲ့အခါတိုင်းမှာတို့အများနဲ့ကားနဲ့တော့လိုက်မဖို့နိုင်ဘူးအများနဲ့လေရင်နဲ့လိုက်မဖို့နိုင်ဘူးလေနဲ့လိုက်ဖို့ရင်လည်းအဲ့နေရာကွက်ကွက်လေးကြီးပဲသူတို့ထိန်းလို့မရဘူး။တောက်လျှောက်သူတို့နေမြေရှင်းလင်းရမှာရှိတယ်။အဲ့လိုရှင်းလင်းရတဲ့အခါမျိုးတိုင်းမှာဒီလိုတွေ့ရလို့တော့တော်လိုင်းတက်ဖွဲ့တွေကစော်ပြီးသားပဲ။အဲ့လိုစော်နိုင်ဖို့အတွက်ကလည်းကျွန်တော်တို့တက်ဖွဲ့တွေပြည့်စုံဖို့လိုတာပေါ့လေနော်။အခုလေဒါအားပါတရားတို့သူတို့စော်ထားကြတယ်။ဒါကလည်းကောင်းမွန်တဲ့သတင်းတစ်ခုဖြစ်တာပဲပေါ့နော်။အဓိကတော့ ကျွန်တော်တက်ဖွဲ့တွေဒီတက်ပို့ပြီးတော့လုံနိုင်စွမ်းရှိတယ်ဒီတကယ်ကိုလည်းအောင်မြင်အောင်လုံနိုင်ကြတယ်တကယ်အရေးချင်းရှိကြတဲ့တတိရှိကြတဲ့အနိုင်လုံးစိတ်ပြင်းထန်တဲ့ဟာတကယ်ကြောက်စရာကြီးနော်သူတို့တွေနဲ့စကားပြောရတဲ့အချိန်မှာဟိုလုံးဝကိုကပြန်ပြီးတော့စိတ်သက်တွေတက်ကြွားသူတို့မှစိတ်နဲ့ကြရတယ်ဆိုတာမရှိဘူးဗျ။အဲအဲ့လိုပုံစံမျိုးကြီးနဲ့သူတို့ကြုံကြ။အဲ့တော့အဲ့အဖွဲတွေကိုကျွန်တော်နောက်ကနေပြီးတော့ဒေါ်လန်ပြည်သူတွေအနေနဲ့ဒါပို့ပြီးတော့ထောက်ပံ့ပေးမယ်ပို့ပြီးတော့ဒါပြည်စုံအောင်လှုပ်ပေးနိုင်မယ်ဆိုရင်အာတကယ်စစ်ကောင်စီအတွက် လုံးဝငရေကန်းနေကြီးဖြစ်လာမှာတပ်ဖွဲ့တွေကတကယ်တိတ်ကြောက်စရာကောင်းတဲ့တပ်ဖွဲ့ကြီးတွေဖြစ်လာလိမ့်မယ်တကယ်ရန်သူအတွက်ကတော့တကယ်ကိုပေါ့နော်အတန်ကြားတာနဲ့ပြေးဆိုတဲ့ကောင်မျိုးတွေဖြစ်လာမှာအဲ့တော့အဲ့လိုပုံစံမျိုးဖြစ်အောင်လဲကျွန်တော်တို့ဒါတပ်ဖွဲ့တွေကိုပို့ပြီးပြေဆောင်အောင်ဖြည့်ဆည်းပေးကြဖို့ဒီညနေ့ပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်